ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေးရင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်အဘဆရာကြီးမင်းသိမ့်ခမှာဟောကြားခဲ့သောအိမ်နံပါတ်နဲ့တင့်ကံကျမဟောစဒန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြေသားဆိုသလို subscribe လေးနေပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ချပေးခဲ့ဖို့မမေ့နဲ့နော်။ အိမ်နံပါတ်နဲ့တင့်ကန်းချမဟောစတဲ့ကိုရဲ့အိမ်နံပါတ်ကတာမန်နံပါတ်တစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းမှာကို့ဘဝအတွက်အလွန်အရေးပါတဲ့အရာတွေဖြစ်ပါတယ်။အိမ်နံပါတ်တွေကကို့အတွက်ထူကြတဲ့ဖြစ်စဉ်တွေပေးစွမ်းနိုင်တယ်လို့စူးစူးတွေကိုလည်းပေးစွမ်းနိုင်တဲ့အရာတွေပါ။အဲ့တော့တင့်အိမ်နံပါတ်ကဘယ်လောက်လဲ။တင့်အိမ်နံပါတ်ကခဏန်းတစ်လုံးနဲ့ဆိုရင်တော့သက်ဆိုင်တဲ့နံပါတ်ကိုကြည့်ပါ။ခဏန်းနှလုံးဖြစ်နေရင်တော့ဥပမာ89ဆိုရင်89ကိုပေါင်းရပါမယ်။89ကိုပေါင်းတော့16ရပါတယ်။16ဟာနှလုံးကဏန်းဖြစ် င်နေခြင်းကြောင့်တင်းနဲ့ချောက်ကိုထပ်မံ၍ပေါင်းရပါမယ်တင်းနဲ့ချောက်ပေါင်းတဲ့အခါခုနှစ်ကိုရပါတယ်ဒီအတွက်ကြောင့်ခုနှစ်ကိုဖတ်ရမှာပဲဖြစ်ပါတယ်30ဆိုရင်တော့တင်းနဲ့၃ညပေါင်းစရာမလိုပါဘူးအိမ်နံပါတ်1ဟောစဒံဒီအိမ်မှာနေထိုင်သူတွေကတော့စွန့်စားရတာကြိုက်နေတယ်ပြီကိုကိုကို ရှည်တန်းတင်တတ်တဲ့သူတွေပါ အခြေအနေတိုင်းကိုလည်းဝယုံသုံးကားဖြစ်အောင်လုပ်တတ်ကြတဲ့သူတွေဖြစ်ပါတယ်ကိုပိုင်လုပ်ငန်းလုပ်ကင်သူဖြစ်ပါကအဆိုပါနေရင်တွင် နေထိုင်ခြင်းအပြင်အာအသင်ပွဲအကျိုးများရရှိပါလိမ့်မယ်အိမ်နံပါတ်1ဟောစဒံမိသား ားစုကိုချစ်ခင်တဲ့သူတွေနေတဲ့အိမ်ပါပဲအေဂျင့်မှုနဲ့ကျဉ်းနာမှုတရားတွေလွှမ်းခြုံနေတဲ့အိမ်လေးတစ်လုံးပါပဲအလဲပတ်လာသူတို့သည်နှွေးထွေးမှုနဲ့မေတ္တာတရားတို့ကိုအမြဲတမ်းခံစားကြရမှာဖြစ်တယ်မိတ်ဆွေများကိုခင်မင်တွေ့တာသူများအတွေ့နေရာကောင်းတစ်ခုဖြစ်ပေတယ်လုပ်ငန်းတာဝန်များကိုအထူးလက်တွဲလုပ်ကိုင်လိုသောဇနီးမောင်နှမများအတွေ့အကောင်းဆုံးနေအိမ်ဖြစ်ပါတယ်အိမ်နံပါတ်3ဟောစရံလွတ်လပ်စွာတွေးခေါ်ရပြီးဘဝရဲ့အတိတ်တွေကိုရှာဖွေနေရတဲ့သူမျိုးတွေပါတခါတလေမှာတော့သူတို့အတွေ့လို့ရှိရပါတယ်အိမ် ာဘတ်သုံးသည်အနုပညာဆိုင်ရာလုပ်ငန်းများလှုပ်ဆောင်ရန်အလွန်ကောင်းမွန်တဲ့နေရာဖြစ်ပါတယ်။အိမ်နံပါတ်၄ကြောက်ရွံ့တရုတ်လိုခိုင်မာတဲ့သူတွေနေထိုင်တဲ့အိမ်တစ်လုံးမှာမကောင်းတဲ့ကံကြမ္မာတွေသူတို့စီဝင်ရောက်မလာနိုင်သလိုပျော်ရွှင်မှုတွေလည်းရောက်မလာနိုင်ပါဘူး။ဒီအိမ်မှာနေထိုင်သူတို့သည်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊အင်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းများလုပ်ခြင်းများပြုလုပ်ရန်အလွန်သင့်လျော်ပါတယ်။အိမ်နံပါတ်၅ဟောစရံအလွန်တက်ကြွတဲ့သူတွေနေထိုင်တဲ့အိမ်မှာအမြဲတမ်းအာရုံအပြည့်နဲ့ရှေ့ဆက်ပြီးဘယ်ရာမဆိုးမနာတမ်းလှုပ်ဆောင်နေတဲ့သူတွေပါ။သူတို့ရဲ့ ဲ့အားနည်းချက်ကတော့အချိန်ခဏတာပျော်ရွှင်မှုတွေကိုငွေအများပြားသုံးပြီးရှောက်ပွေတတ်ကြခြင်းပါပဲအိမ်နံပါတ်6ဟောဆိုတဲ့ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့တိတ်ဆိတ်စွာနေထိုင်ကြလိမ့်ရှိပါတယ်ဒါပေမဲ့ကိုကူကိုရောအိမ်ကြီးကျွန်းတွေကိုပါဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီးတော့အလွန်အေးစိတ်တည်ငြိမ်တဲ့သူတွေပါအိမ်အတွင်းသို့ဝင်လာသူတိုင်းနှွေးထွေးလိုက်လဲမှုကိုခံစားကြရမှာဖြစ်တယ်အမှုပညာနဲ့အလားတရားကိုဝန်းရံထားရမည်အကောင်းဆုံးနေရာဖြစ်ပါတယ်အိမ်နံပါတ်9ဟောဆိုတဲ့စာရေးဆရာသူတေတီအဆရှိသည့်လုပ်ငန်းများလုပ်ငန်းမှာက ဤအိမ်မှာနေရမှန်ဖြစ်ပါတယ်တိတ်ဆိတ်ချင်းတတိတန်ဖြစ်ချင်းလျှို့ဝှက်ချင်းတို့ကိုကိုစားပြုပါတယ်ဘဝမှာလမ်းပြောင်နေပြီရည်ရွယ်ချက်တစ်ခုကိုရှောက်ဖွေနေတတ်တဲ့သူတွေကတော့ဒီအိမ်မှာနေထိုင်ကြလို့ရှိပါတယ်သူတို့ဟာအခွင့်အရေးတစ်ခုရောက်မလာမချင်းလမ်းပြောင်နေတတ်ကြပါတယ်အိမ်နံပါတ်၈ဟောစတန်အလုတ်ကိုတံပိုးထားတတ်တဲ့သူတွေဖြစ်ပြီးတရားမျှတမှုကိုဦးစားပေးတတ်တဲ့သူတွေပါခေါင်းဆောင်ကောင်းတယောက်ရဲ့အိမ်တစ်ခုလို့ပြောရမှာဖြစ်ပြီးအလွန်တာဝန်ယူရတဲ့အတွက်လူတွေကြားမှာအောင်မြင်ကြကြတဲ့သူတွေနေထိုင်တဲ့အိမ်မျိုးဖြစ်ပါ ါတယ်အင်္ဂဘတ်ကိုဟောစတန်နေအင်းတွင်လာရောက်သည့်မြို့သူကိုမစိုးတကားဖွင့်ထားသောနေအင်းဖြစ်တယ်ကိုကနန်းသည်အချစ်နှင့်မေတ္တာတရားကိုကိုးစားပြုပါတယ်ဝင်လင်းပေါ်ယူတဲ့သူတွေဖြစ်ပြီးအများစုကတော့ခေါင်းမာကြပါတယ်ကိုရွေးချယ်လိုက်တဲ့ကိစ္စတစ်ခုကမောင်မြင်ရင်တော့အတွေ့အကြုံရတယ်လို့သဘောထားတတ်ပြီးခေါင်းမာမာနဲ့ရှစ်ဆက်လို့သူတွေပါအင်္ဂဘတ်30ဟောစတန်အချိန်ကာလကောင်းတစ်ခုကိုဆောင်းဆိုင်နေတဲ့သူတွေနေထိုင်တဲ့အိမ်မှာဘဝမှာဆိုးရွားတဲ့အချိုးအကွေ့တစ်ခုကြုံရပြီးနောက်အချိန်ကောင်းတွေရောက်လာအောင်ဆောင်းဆိုင်နေတဲ့သူတွေဟာ ိမ်နံပါတ်30မှာစရဲချလေးရှိပါတယ်။ကဲတဲ့အိမ်နံပါတ်ကရောဘလောက်ပါလဲ။ခொနေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။ခொနေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန်းမှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမေးမြန်းဆွေးနွေးတိုင်မယ်လို့ပါကမင်းနိုင်ကမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်မြမယိုရာဘီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ကအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဘီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်